င်းနဲ့ပြည့်စုံကြပါစေရှင်။ဓမ္မဗေဒီဆရာတော်အရှင်ဝရိယတောင်စွန်းရေးသားတော်မူခဲ့တဲ့မထေမြတ်တို့စကားဝိုင်းဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ညှဝေတင်ဆက်ပါမယ်ရှင်။အတွေ့အကြုံဘယ်အတွေ့အကြုံမှတခဏနဲ့ရတာမဟုတ်ဘူး။ဘဝနဲ့ရင်းယူရတာ။မြတ်စွာဘုရားတို့ရဲ့အတွေ့အကြုံကတော့တဘွားနှစ်ဘွားနဲ့တောင်ရတာမဟုတ်ဘူး။လေးအသင်ချေကဘာတသိန်းဆိုတဲ့ဘဝပေါင်းများစွာနဲ့ရင်းထားရတာ ဒါကြောင့်ပြေးပြေးဆုံးဆုံးတီတီကြကြဟောပြဆုံးမနိုင်တာပေါ့မိထီလာ တောမဓမ္မယုံဆရာတော်ဖရာကြီး1349ခုနှစ်နှစ်ဦးပိုင်းလောက်ကတောင်ကြီးမြို့တိန်တောင်ပရိယတိစာသင်တိုင်းမှာတာမဏေကျော်ပဇင်းလုံးတစ်ပါးရဲ့ယဟန်ခံပွဲမှာမိထီလာမြို့နာကတတ်တော်60ရှိပြီဖြစ်တယ်တောမဓမ္မယုံဆရာတော်ဖရာကြီးလည်းကြွားရောက်ချီးမြှောက်ပါတယ်ဆရာတော်ကြီးက မင်းကွန်တိပိတကဆရာတော်ဖျားကြီး ကိုရင်ဘဝကလေးကယဟန်တော်ဖြစ်နေမင်းကွန်မှာအတူစာတင်ပဲဖြစ်လို့မင်းကွန်ဆရာတော်ဖျားကြီးနဲ့လည်းတွေ့အောင်ဆိုပြီးကြွားလာတာပါညာပိုင်းမှာဆရာတော်ကြီးကိုဝိပြုပေးရင် စာချောင်းပေချောင်းဆက်မိရာကတိမ်ငါလောဝါရတုတ်ချောင်းရောက်သွားတယ်အဲ့ဒီမှာမိမိကလည်းလူတဲကြီးလှုပ်ပြီးဆရာတော်တိတ်တရမင်းသားလေ အသက်ငငယ်လေးနဲ့တောထွက်သွားတာနန်းတော်ထဲမှာနေတုန်းကလည်းလောကကြီးနဲ့တိတ်ပြီးကြဲကြဲပြန့်ပြန့်ထိထိတွေ့တွေ့လေးလာနိုင်တာမဟုတ်ဘူးနန်းတော်ပရင်ပေါက်လောက်ကပဲလောကကြီးကိုကြီးခဲ့တာဖျားအဖြစ်တို့ရောက်လို့တင်္ဂလောဝါရတုတ်ကို ဟောလိုက်တဲ့အခါကျတော့မိဘနဲ့သားသမီးဆရာနဲ့တပည့်ကစပြီးသခင်နဲ့ကြေးကြော်အထိ အပြန်အလှန်ဝတရားတွေကိုဟောလိုက်တာဓာတ်ကိုစိတ်နေတာပဲ အဲ့ဒါတပန်ညူရညံတော်ရဲ့အစွမ်းချောင်းလို့ပဲဆိုရမှထင်းတယ်လို့ရှောက်ထားမိပါတယ်။ဆရာတော်ဖျားကြီးကတပန်ညူရရှင်ညံတော်ဆိုတာတီးတင်းသမျှကိုတီးတော်မူတဲ့ညံဆိုတော့အဲ့ဒါတပန်ညူရညံတော်ရဲ့အစွမ်းမဟုတ်ဘူးလို့တော့မပြောနိုင်ဘူးပေါ့ကွာ။ဒါပေမဲ့စာဆိုတာဒီလောက်ကြီးကြီးမြောင်မြောင်လေးတွေမယူရဘူး။ ကြကြပြင်းပြင်းရှိရင်ရှိသလောက်ထောက်ဆယူရတယ်။အတွေ့အကြုံဆိုတာဘယ်အတွေ့အကြုံမှတစ်ခဏနဲ့ရတာမဟုတ်ဘူး။ဘဝနဲ့ရင်းယူရတာမြတ်စွာဘုရားရှင်တို့ရဲ့အတွေ့အကြုံကတော့တဘဝနှစ်ဘဝနဲ့တောင်ရတာမဟုတ်ဘူး။လေးတင်ချေကဘာတသိန်းဆိုတဲ့ဘဝပေါင်းများစွာနဲ့ရင်းထတာ။ဒါကြောင့်ပြည့်ပြည့်စုံစုံတိတိကျကျဟောပြနိုင်တာပေါ့။950ဇက်တော်တွေကိုကြည်ပါလား။ဖះလောင်းရဲ့ဘဝပေါင်းကအစုံမဲမဟုတ်လား။ အေးလည်းဖြစ်ဘူးတားလည်းဖြစ်ဘူးဆရာတပည့်သခင်ကျွန်းမင်းအမတ်ယသိယဟန်ဘဝတွေတွင်မကဘူးတိရိစ္ဆာန်ဘဝတော်တော်မျိုးစုံတော်ဖြစ်ဘူးတဲ့မဟုတ်လားဓာတွေကို ပုပ်ပင်ဤဝါဒနုဒတိအဘိညာဉ်နဲ့ပြန်ကြည့်လိုက်တော့ဘဝမျိုးစုံရဲ့လိုအပ်ချက်တွေချွတ်ရင်းချက်တွေပြည့်စုံရမယ့်အချက်တွေအလုံးသိလာတာပေါ့ ဒါကြောင့်တင်္ဂလောဝါဒတုတ်ကြီးကိုဒီလောက်ပြည့်ပြည့်စုံစုံဟောနိုင်တော်မူတာလို့ဒီလိုအဓိပ္ပာယ်ယူလိုက်ရင် ပိုပြီးမပြည့်စုံဘူးလားတဲ့ဆရာတော်ဘုရားကြီးရဲ့အဓိပ္ပာယ်ကောက်ယူကြံစားပုံကိုအံ့ဩဝမ်းသာကြည်ညိုရင်းမိမိရဲ့မတောက်တခေါက်ဉာဏ်အမြင်ကလေးတွေခက်ရှက်ရှက်နဲ့ပဲအသာကလေးခန်းကုန်ပြီးမှန်မှဖျားလို့ဝန်ခံလိုက်ရပါတော့တယ်အပြောနဲ့အလုတ် အပြောဆိုတာအလုံးနဲ့ညီညွတ်ပြီးအသီးနဲ့꿰ပြရတယ်အလုံးကြတော့အပြောနဲ့ကောအသီးနဲ့ကောကိုင်းညီရတယ်ဒါဟာတရားထူးတရားမြတ်ရရှိဖို့အတွက်အရေးကြီးတဲ့အချက်ပဲတောရဆရာတော်ကြီးတော်ရဆရာတော်ကြီးဆိုတာငငယ်ကပခုတ်ကူမှာပိတကက်စာပေကိုပေါရောက်အောင်တင်ယူပြီးအသက်နည်းနည်းကြီးလာတော့မထင်မရှားအရက်မှာတော်ရစောက်တည်ရင် ပฏิပတ်အလုပ်အားထုတ်နေတဲ့ဆရာတော်ကြီးပါမိမိတို့ရောက်ခဲ့တုန်းကတတ်တော်80နာကတ်နေပြီမဲ့စွမ်းခံကြတဲ့ဝေမပြတ်ဘူးတက္ကະတက္ကမတွေကိုချီမြောက်ဖို့နေ့စဉ်စွမ်းခံကြရတယ်ဝါဝင်ဝါထွက်မှာအနီးတစ်ဝိုက်မှာရှိကြတယ်ကျောင်းတွေတန်ဃာတော်တွေစုပြီးဆရာတော်ကြီးကိုကြောကြတော့ဩဝါဒပေးရင်အထပ်ပါစကားလေးကိုအလေးအနက်မိန်ကြားလိုက်တဲ့အခါ စကားကလေးနက်ပြီးပဟေရီဆန်တယ်လို့ဖြစ်နေလို့ဆိုလိုရင်းကိုသဘောမပေါက်ကြဘူးအားလုံးပဲဆရာတော်ကြီးမျက်နှာကိုသာငေးကြည့်နေမိကြတယ်ဆရာတော်ကြီးကအရှင်ဖျားတို့တိတ်သဘောမပေါက်ကြဘူးထင်တယ်ဒီလိုလေအရှင်ဖျားတို့ပြောကြဟောကြတဲ့အခါကောင်းမှုတွေလုပ်ကြဖို့မကောင်းမှုတွေရှောင်ကြဖို့ကံကံရဲ့အကျိုးကိုယုံကြည်ကြဖို့တို့ပါတယ်မဟုတ်လားဒီစကားမျိုးကိုပြောတဲ့ပုဂ္ဂိုလ်က ကိုတိုင်လဲကိုယ့်အပြောနဲ့ကိုင်းကြီးအောင်နေရတယ်။အဲပြောတဲ့အထဲမှာလူတို့၊နတ်တို့၊ငါသူတစ်ပါးယောက်ျားမိန်းမတို့ဆိုတာလဲပါမှာပေါ့။အဲ့ဒါတွေကြတော့အပြောနဲ့အသည့်လုံးနေလို့မဖြစ်ဘူးလေ။ငါသူတစ်ပါးဆိုတာကပြောရုံသာမှန်တာအရှိတရားမဟုတ်ဘူး။ရှိတာကတော့ယုံနံပရမတ်တွေပဲမဟုတ်လား။ အဲ့ဒီလိုကွဲပြားရတယ်။ငါသူတစ်ပါးစသည် ပြောသလိုငါသူတစ်ပါးလိုပဲသိနေရင်တော့တိတိတရားရနိုင်ပါမလား။ဆရာတော်ကြီးကစကားကို ခတ်တားရက်လိုက်တယ်။အားလုံးမျက်နှာမှာလည်းသဘောပေါက်သလိုဖြစ်ပြီးပီတိရိပ်များတန်းလာကြတယ်။ဆက်လက်ပြီးဆရာတော်ကြီးကအဲလှုပ်တဲ့အလုပ်ကြတော့ကောင်းတာပဲလှုပ်လို့မကောင်းတာပဲလှုပ်လို့လှုပ်တဲ့အတိုင်းပဲရိုးရိုးသားသားပြောရတယ်။ ကိုလှုပ်တဲ့အလုတ်ဟာကောင်းတဲ့အလုတ်လားဆိုးတဲ့အလုတ်လားဆိုတာသိရတယ်လေမြတ်စွာဘုရားလက်ထက်တော်ကသာသနာတော်နဲ့မသိလျော်တဲ့အလုတ်တွေကိုလွန်ကျူးကြတဲ့ယဟန်တော်တွေရှိတယ်မဟုတ်လားသူတို့ကြောင့်ပဲဝိနိတိခဗုဒ္ဓပြည့်ညတ်တော်မူရတာလေအဲ့ဒီယဟန်တော်တွေကိုဒီလိုမသိလျော်တဲ့အလုတ်တွေလုံနေတယ်လို့မြင်ရကြားရတန်တရားဖြစ်ကြတဲ့တခြားယဟန်တော်တွေကပဲဖြစ်ဖြစ်ဖះရှင်ကပဲဖြစ်ဖြစ် မေးလိုက်တဲ့အခါမလိန်ကြဘူးအမှန်တိုင်းခံဝင်ပြောဆိုကြတယ်သူတို့ကြောင့်ပဲအခုတပီးတော်တို့အတွက်ဝီနီသိခါပုတ်တွေအပြည့်စုံ ဖြစ်ပေါ်လာရတာအမဝီနီဆိုတာသာသနာအသက်ဆိုတော့ဒီအသက်သွေးကြောကို သူတို့ကဖော်ထုတ်ပေးပလေတယ်ဆိုပြီးသူတို့ကိုကျေးဇူးတင်ရမှာဒီကိုတော်ကြီးတွေကြောင့်တို့တွေဝီနီသိခါပုတ်တွေလိုက်နာနေရတယ်ဆိုပြီးတော့များမပြင်းမှားလိုက်ကြပါနဲ့ကျေးဇူးရှင်ကြီးတွေဗျာ ပြီးတော့ကြည်လဲအလွန်ကြည်ညိုစရာကောင်းပါတယ်အလွန်ရိုးတာဘာမှမကောက်ကြည့်ကြဘူးအမှန်တိုင်းဝန်ခံကြတယ်ဒီပုံကိုမျိုးတွေကြတော့မကောက်မှုပြုထားမယ်မတ်တာဖို့တာမဖြစ်ဘူးမဖို့တရားထူးရဖို့ဆိုတာယုံကြည်ရမယ်ကျမ်းမာရမယ်ရိုးသားရမယ်စ조사ရမယ်စင်ကြင်ဉဏ်ရှိရမယ်ဒီငါးချက်နဲ့ပြည့်စုံရင်မဖို့ရနိုင်တာပဲသူတို့ရိုးသားကြတယ်လေ မြတ်စွာဘုရားကဒါဟာသာသနာနဲ့မရော်တဲ့အလုပ်မကောင်းတဲ့အလုပ်လို့ဆုံးမလိုက်တော့သူတို့လည်းကိုယ့်အလုပ်ကိုကောင်းတာမကောင်းတာခွဲခြားသိသွားပြီးနှောင်ကျဉ်တော့မှာပေါ့ဒါကြောင့်အလုပ်ကြတော့အပြောနယ်ကောအသီးနယ်ကောကိုင်းညီရတယ်လို့ပြောတာတဲ့ လေးနှလားတဲ့ဆရာတော်ကြီးရဲ့ဩဝါဒကိုအားလုံးပဲနားလည်ပြီးကျေနပ်ကြလို့သာဓုတန်မြန်ခေါ်ကြပါတယ်။အပြောနဲ့အလုံးမညီကြသူ အပြောနဲ့အသည့်မကွဲပဲပြောတဲ့အတိုင်းသာသိနေကြသူမှားနေတာကိုမှားမှန်းမသိသူမှားမှန်းသိရနဲ့အမှန်ကိုဝင်မခံပဲလှဲပက်ကောက်ကျစ်တတ်သူတွေအများကြီးပါ။ဘယ်သူမှမသိသေးသမျှအပြစ်ကို ဖုံးလို့ရတယ်လို့ထင်နေကောင်းထင်နေပါလိမ့်မယ်။ တကယ်တော့ဖုံးလွှမ်းခြင်းဟာလိညာခြင်းမှာပဲလိညာခြင်းပဲဖြစ်လို့ကောက်ကျစ်တဲ့စိတ်ထားရှိတာအမှန်မှာဒါဟာမတ်ဖို့ကို တားမြစ်ပိတ်ပင်တဲ့စိတ်ထားပါ အပြောနဲ့အသည့်တကယ်ကွဲပြားတယ်ငါသူတပါးလို့ဗဇက်ကပြယုံသာပြောပြီးအတိကတကယ်အရှိယုံနံလို့သိတယ်ဆိုတာ အရိယာအစင်းမှသာဖြစ်နိုင်ပါလိမ့်မယ် ဒါကြောင့်အပြောနဲ့အသည့်မကွဲပြားသေးယုံများနဲ့တော့မတားဖို့တာ မဖြစ်သေးပါဘူးမတ်ဖို့ရအစင်းမရောက်သေးဘူးလို့သာဆိုရမှာပါအဲလှက်ပတ်ကောက်ကြည့်ခြင်းကတော့မတားဖို့တာဖြစ်ပါတယ်သောတာပတိမတ်ရကြောင့်အင်္ဂါရထဲမှာရိုးသားရမယ်မကောက်ကြည့်ရဘူးလို့မြတ်စွာဘုရားဟောကြားထားတော်မူပါတယ်မရိုးသားမှုဟာသစ္စာတရားရဲ့ဖြောင်းဖြောင်းစန့်ကျင်ဘက်ဖြစ်ပြီး ယောသားမှုဟာတစ္ဆာတရားရဲ့ရှေ့ပြေးဖြစ်တယ်လို့သဘောပေါက်မိပါတယ်။မတ္တာဖို့တာ အကောက်များဖယ်ရှားနိုင်ပါစီ။ဖုံးကန်တဲ့စာရေးတံပင်ကတဘဖျားရှင်မဟာဒုရဲ့အိမ်ကုတ်ကလေးတဲ့ငုံဝင်ရတာဖုံးကန်နေလို့လားတင်ကစားရက်ဗမောဆရာတော့ ဒီနှစ်1363ခုနှစ်တပေါင်းလာပြည်နေ့ကဒီရရဲမျိုးကြိုက်သေးုံဖျားပွဲရဲ့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့စွမ်းဆန်တော်လောင်းလူပွဲနေ့လည်းဖြစ်ပါတယ်ဒီပွဲမှာအနီးတစ်ဝိုက်မှာရှိကြတယ်ကြောင်းအသီးသီးကတန်ဃာတော်များပင်ဖိတ်ပြီးစွမ်းဆန်စိမ့်နဲ့အတူစာရည်တံမဲများလည်းလောင်းလူလေးရှိပါတယ်ကြွားရောက်လာတဲ့ဆရာတော်ကြီးတွေက ဘဲเจ้าဖုန်းကြီးကကံကောင်းတယ်။စာရေးမဲကောင်းကောင်းရတယ်ဆိုတဲ့အကြောင်းတွေဆက်မိပြောဆိုနေကြတဲ့အခါကွင်းเจ้าဆီရတော်ဘဒ္ဒန္တသူရနာထကကဆီရတော်တို့ပြောနေတာဟာမမောဆီရတော်ပြောတာနဲ့တော့ဖြောင်းဖြောင်းစန့်ကျင်နေတယ်လို့စကားထောက်လိုက်ပါတယ်။တခြားဆီရတော်များက မမောဆီရတော်ရဲ့ပြောပုံကိုမိန်ကြားပါအောင်ဖျားဆိုတော့မမောဆီရတော်တို့ကစကားပြည့်ရဲ့အလွန်ကြွယ်ဝတယ်။ ပြောစရာဆိုစရာရှိရင်လည်းပြောလဲပြောတတ်တယ်ပြောလဲပြောရတယ်ကိုရေးကိုတာလောကဒဏ်ကြုံလာသည်များကိုလည်းဘယ်တော့မှအလျှော်မပေးဘူးနောက်ဆုံးစကားနဲ့အနိုင်ယူပြီးလောကဒဏ်ကိုပြုံးပြီးခံတယ်ဗမောစရာတော်ရဲ့တပည့်တင်ကစားစရာတော်တို့လည်းစကားပြောပိုင်တယ်ဒီလိုတပည့်စင်ဆက်စကားပြောကောင်းကြတာဟာဗမောစရာတော်ကိုယ်တိုင်က သူ့တပည့်တွေထဲမှာသူ့ကိုနိုင်အောင်စကားပြောပိုင်နိုင်တဲ့တပည့်ကိုချီးကျူးလက်ရှိတာကတကြောင်ပါမယ်ထင်ပါတယ်။ဒါကြောင့်သူ့တပည့်တွေက အကြောင်းတိုက်ဆိုင်ရင်ဆရာသမားကချီးကျူးလောက်အောင်ပြောလိုက်မယ်ဆိုပြီးစာပေဘဟုသူတ္တကအစအလွန်လေးလာကြတာတဲ့။ဒါပေမဲ့ဘယ်တပည့်မှတော့ဗမော်ဆရာတော်ကိုနိုင်အောင်မပြောနိုင်ကြဘူးတဲ့။ဗမော်ဆရာတော်ကဗမော်မျိုးကိုအပိုးခံရပြီးပြန်လာကြတဲ့က မန္တလေးနေပြီးတော့မှမနေတော့ပဲစကိုင်းတောင်ရိုးမှာပဲသတင်းသုံးပြီးတရားဘာဝနာ အားထုတ်နေတယ်သူ့တပည့်ကြီးဖြစ်တဲ့သင်္ကစားဆရာတော်လည်းစကိုင်းတောင်ရိုးမှာပဲဆရာတော်နဲ့မနီမဝေချောင်းတစ်ခုမှနေပြီးတရားအားထုတ်နေတယ်စကိုင်းရဲ့ထုံးစံကဝါဆိုလာပြင်းလေးကစပြီးဝါရင်းဥပုတ်တည်င်းနေတိုင်းဖျားဆွမ်းတော်ကပ်ပွဲနှင့် တန်ဃာတော်များကိုစွမ်းစံစိမ့်နဲ့စာရေးတံပဲလူပဒန်းပွဲ ရှိပါတယ်။ပုံညရှင်စေဒီကအဦးဆုံးဝါဆိုလာပြင်းနေ့မှာစွမ်းလူဒန်းရတဲ့ဇေဒီတော်ဖြစ်လို့စွမ်းဦးပုံညရှင်ဆိုပြီးခေါ်ကြတာပေါ့။ဒီလိုစွမ်းစံစိမ့်နဲ့စာရေးတံမှန်လှူဒန်းတဲ့အခါပစ္စည်းဥစ္စာတက်နိုင်တဲ့ပုံကိုယ်တွေကတော့ဆန်အိတ်တို့ စီဘုံတို့နဲ့ငချောက်ကြက်သွုံဆောင်အောင်ဗရေသဘင်ကြီးတွေတီးပြီးလှူကြတယ်။ မိမိတို့မဲကြရာကြောင်းအထီလဲလှဲသွားလို့ရရင်လှဲနဲ့လှဲမသွားနိုင်ရင်လူအုပ်နဲ့ထမ်းပြီးပိုးလှကြတယ်။စင်ရသားများကတော့မိမိတို့တတ်နိုင်သမျှစွမ်းစံစိန်တပြီးနှစ်ပြီးလောက်အိတ်ကလေးတွေယူလာကြတာမဲစီစဉ်တဲ့ပုံကမျိုးကအဲ့ဒီလိုအိတ်ငယ်ကလေးတွေကိုစုပုံပြီးကြရာကြောင်းအတွက်မနှဲလွန်းအောင်လို့၉ဦး၁၀ဦးလောက်ထိစုပေါင်းပြီးမဲတစ်ခုလှုပ်ထားတယ်။ဒီမဲမျိုးကို စုပုံမဲလို့ခေါ်တဲ့ တနည်းမှာတော့ဖျားပွဲတစ်ခုမှာတန်ဃာတော်တွေမဲနိုင်ကြတော့ဗမော်စီယာတော်ကခက်ညံ့ညံ့စုပုံမဲပဲရတတ်တယ်။ဒါကိုသင်္ကစားစီယာတော်ကလည်းသိတယ်။သင်္ကစားစီယာတော်အလှက်ရောက်တော့အောင်မာလီလို့ခေါ်တဲ့အကောင်းဆုံးဗရေသပင်မဲကြတတ်တယ်။ကုသိုလ်ရှင်တွေကလည်းသူတို့ဗရေသပင်ကိုထင်ရှားတဲ့စီယာတော်တစ်ပါးမဲကြတဲ့အတွေ့လှဲပေါ်မှာတင်ပြီးကြောင်ရောက်အောင်စီစီကားကားလိုက်ပို့ကြဖို့ လှဲပေါ်မှာပရေသပင်ကြီးတင်ပြီးဆရာတော်ကိုပါလှဲပေါ်ပင်းတဲ့လှဲပေါ်ရောက်တော့သင်္ကစားဆရာတော်ကတခါတော့ဗမောဆရာတော်ဆိုတာဖုံးကြီးရဲ့ဆရာအရင်ပဲစကားအရာမှာတော့ဒုဆရာကိုနိုင်အောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်ကအရှားသားရဲ့စကားအရာနဲ့ပတ်သက်ရင်သူ့ပရိပေသူ့တပည့်တွေထဲမှာလည်းသူ့ကိုနိုင်အောင်ပြောနိုင်တဲ့တပည့်ကိုအလွန်သဘောကျပြီးချီးကျူးလေးရှိတယ် ဒီနေ့ငါတော့ငါ့ဆရာတော်ချီးကျူးခံရအောင် ပြောစရာစကားစဉ်းစားမိထားပြီလဲကိုမြ мян မောင်းကွာဆရာတော်ကိုမိအောင်မောင်းကြဟေးလို့အမိန်ရှိတဲ့တဲ့တိတ်မကြခင်မှာပဲမမောဆရာတော်ခြေလင်ကြွနေတာကိုမိလာတော့တင်ကစားဆရာတော်ကလဲဘော်ကဆင်းပြီးမမောဆရာတော်ကိုဝေးပြူတယ်ပြီးတော့မတိဟန်ဆောင်ပြီးဆရာတော်ဗာမဲရပါတယ်လေဖျားလို့ရှောက်ထားတယ်မမောဆရာတော်က တို့တော့ပေါ့ပေါ့ပါပါပါပဲကွာစုပုံမဲလေးပါဆိုတော့သင်္ကစားစီရတော့ကတပိတော်တော့အောင်မလေးပရိသပင်ကြီးပောက်တယ်ဖះလို့ပြန်လျှောက်တဲ့ဗမောစီရတော့ကအေးကောင်းတကွာ ဆိုပြီးသင်္ကစားစီရတော့မဲပောက်တဲ့ပရိသပင်ကြီးကိုလှမ်းကြည့်လိုက်တဲ့သင်္ကစားစီရတော့ကလည်းအကွက်တော့စိုက်ပြီးဆိုပြီးစီရတော့ဒီတစ်ခါမှတော့စီရကဖုံးငံနေတာပေါ့နော်လို့ရှောက်ထားလိုက်တဲ့စီရတော့ကသင်္ကစား ကတ္တပဘုရားရှင်လက်ထက်ကစာရေးတံပွဲတစ်ခုမှာယဟန်တော်တွေကဘယင့်နန်းတော်တို့တထေးအိမ်တို့မှာမဲတွေကြတယ်ကတ္တပဘုရားရှင်ကတော့စင်ရသာ မဟာဒုတ်အိမ်မှာကြတယ်ဆိုတာတွေ့ဘူးတယ်မို့လားသင်္ကစားပြောသလိုသာဖြစ်ကတ္တပဘုရားရှင်မဟာဒုတ်အိမ်ကလေးတွေငုံဝင်ရတာဖုံးကန်နေလို့လားပြလို့မိန်ကြားလိုက်ပါတဲ့သင်္ကစားစီရတော်ကမှန်လားပါဒီလိုတော့မပြောဝင်ပါဘုရားဆိုတော့အေး အဲ့ဒါမဟာဂရုဏာရှင်မှုစင်ရဲသားကိုချီးမြောက်လိုတဲ့အတွက်မဟာဒုတ်အိမ်ကို ရွေးချယ်လိုက်တာပြလို့မိန်ကြားလိုက်ပါတဲ့။မမစီရတော်ထွက်ပေါ်သွားတဲ့အခါမှာတော့တင်ကစားစီရတော်ကလိုက်ပါလာတဲ့တကားတွေပဲလှည့်ပြီးအေးဒီနှစ်လည်းမနိုင်ပြန်ဘူးဟေ။သူမဲညံ့တဲ့အတွက်တောင်ပိုပြီးကြည်ညိုရအောင်တော့မလိုလို့ကိုကမဲကောင်းကောင်းရမ်းမိတာတော့ရှက်ရတော့မလိုလို့ဖြစ်နေပြီးဟေးလို့ပြုံးပြီးမိန်ကြားလိုက်ပါတဲ့။ ဒါကြောင့်ဆရာတော်တို့အယူအဆနဲ့ဘမောဆရာတော်အယူအဆကဖြောင်းဖြောင်းဆန်းကျင်နေတယ်လို့ပဲလို့ပြောတာဆိုပြီးစကားကိုလက်ဆတ်တက်လိုက်ပါတယ်။ကောင်းဆိုးနှစ်တန်လောကရန်ကို အပြုံးနဲ့ခုခံသီးခံတတ်တဲ့ရှေးမဟာထေမြတ်တို့ရဲ့နှလုံးသွင်းကို လေးစားကြည်ညိုပြီးလို့တဆင့်ပြန်ပြောလိုက်ရတာပါ။အနာမကြီးတရိကံဒီတောင်းဖင်ကိုတေချာကြည့်ထား ဟိုထောင်၄ထောင်ဟာအမားခံမရှိဘဲနဲ့သူများထွက်ပိုးစွာခြင်းလို့ပေါက်เสียရှိတော့အဲ့ဒီနေရာတွေကအရင်ပေါက်ကုန်တာနမ်မောင်မျိုးနဲ့တခွန်တိုင်းဆရာတော်ကြီးအချိန်ကတော့ဖာစာပါလာဆိုရလက်ထက်အစောပိုင်းလောက်ကပါနမ်မောင်မျိုးနဲ့အရှိလက်နဲ့ပျော်ဝယ်မျိုးနဲ့အနောက်လက်ဒေသတွေမှာပြူစောတီတို့ကြီးစိုးနေကြဆဲဖြစ်တယ်လို့ရဲဘော်ဖြူနဲ့အလံဖြူ အလန်နီသဘုံများလည်းထားကြွတောင်းကျမ်းနေစေအချိန်ဖြစ်ပါတယ်။အဲ့ဒီဒေတာတဝိုက်ကရွာတိုင်းရွာတိုင်းမှာလည်းအခန့်သင့်ရာကက်မီယာအဖွဲ့အစည်းတွေရဲ့အလိုတော်ဤအဖြစ်နဲ့သူတို့ကောက်ခိုင်းတယ်။လစဉ်ဆက်ကြေးများကောက်ပေးကြသူတွေရှိသလိုသူတို့စီကလက်နက်တွေငှားရမ်းပြီးတိုက်ခတ်လူရကြတဲ့အုပ်စုကလေးတွေလည်းဟိုတစုဒီတစုရှိနေကြပါတယ်။နမောင်မျိုးနဲ့အရှေ့မြောက်ဆော်မှာရှိတဲ့ တခွန်တိုင်းရွာမှာလည်းအဲ့ဒီလိုအုပ်စုလေးတစ်ခုရှိတယ်လက်နက်ကင်လူမိုက်အုပ်စုအားကိုနဲ့ရွာအပေါ်မှာ စွာကြွယ်ကြွယ်ပူကြနေတာပါရဲရွာထဲမှာစွာကြွယ်ကြွယ်လှုပ်ပြီးဟိုအိမ်ကချက်ကိုဖြောင်ပစ်ခတ်စားဟိုစိတ်အုပ်ထဲကစိတ်သက်စားလှုပ်နေတာကိုဘသူကားမှမပြောဝင်ကြသလိုသူတို့အပြုမှုတွေကို သူတို့ရဲ့မိဘဆွေမျိုးများကတောင် မနှင်းမြို့ကြဘူး တကွန်နိုင်ချောင်းဆရာတော်ကြီးကတတ်တော်80ကျော်ရှိပါပြီရွာထဲမှာလူမိုက်ခေါင်းဆောင်လုံးနေသူရဲ့အဖိုးလေးတော်ပါတယ်အညာကျေးလက်ရှိရှေးရိုးဒလိအတိုင်းရထွေးရာထဲမှာဘလို့အနိုင်ကျင့်ဘူကြနေပေမဲ့ရွာဦးချောင်းဖုံးကြီးကိုတော့ကြောက်ရွံ့ရိုသေရပါတယ် ရထဲရွာထဲမှာသူ့မြေတော်တဲ့ကောင်တွေဘလို့အနိုင်ကျင့်ဖို့ကြားနေတယ်ဆိုတဲ့သတင်းတွေကလည်းဆရာတော်ကြီးနားမှာမကြားကျင်အဆုံးဆိုသလိုဖြစ်နေလေတော့တနေ့မှဆရာတော်ကြီးကတအိမ်တယောက်ကျောင်းကိုလာဖို့အမိန့်ပေးလိုက်ပါတယ်လူမိုက်ခေါင်းဆောင်လုံနေတဲ့သူ့မြေနဲ့အဖွဲကိုလည်းမပြဲမကွက်လာရမယ်လို့အမိန့်ပေးခေါ်လိုက်တယ် အဖိုးလေးလဲတော့ငဲစရာလဲငဲကြောက်လဲဖြစ်လို့ဆရာတော်အမိန့်ကိုတော့မလွန်ဆန်ရဲကြပါဘူးတတ်မှတ်တဲ့အချိန်မှာ အားလုံးကြောင်းဝိုင်းနဲ့အရောက်လာကြပါတယ်ဆရာတော်ကကျောင်းရှိမြေပြင်မှာကလထိုင်တစ်လုံးနဲ့ထိုင်နေတော့အားလုံးလဲဆရာတော်ရှိကမြေပြင်မှာထိုင်နေကြရတယ်လူစုံတဲ့အခါဆရာတော်ကကျောင်းသားတယောက်ကို ကျောင်းအောင်မှာရှိတဲ့အမိုက်ကျုံတောင်းတွေကတောင်းတွေပေါင်းနေတဲ့တောင်းဝတလုံးကိုယူလာစေပြီး အားလုံးရဲ့ရှေ့မှာမှောက်ထားခိုင်းလိုက်ပါတယ်။အားလုံးကတော့ဆရာတော်ဘာများလုပ်မလဲဆိုတာအာယုံဆိုင်နေကြတယ်။ဘသူမှ စကားလည်းမပြောရဲကြဘူး။ဆရာတော်ကြီးကတောင်းစီကို တောင်းဝေးနဲ့ညွှန်ပြပြီး မင်းတို့အားလုံးဒီတောင်းကိုကြည့်ကြစမ်းဘာတွေ့တယ်လဲလို့မေးလိုက်ပါတယ်။ ဒေါင်၄ဒေါင်ပေါက်နေတာကလွဲလို့ဘာမှမတွေ့ရတဲ့အတွက်ဒေါင်နေပေါက်နေတာပဲတွေ့ရပါတယ်ဖရာလို့တန်မြိုင်လို့လို့ရှောက်ထားကြတော့အေးအဲ့ဒါမြင်အောင်လို့ကြည်ခိုင်းတာဒီတောင်းပင်ကိုသေးချကြည်ထားဒေါင်၄ဒေါင်ဟာအမအခံမရှိပဲနဲ့သူများထွက်ပိုးစွာခြင်းလို့ပေါက်เสียရှိတော့အဲ့ဒီနေရာတွေကပဲအရင်ပေါက်ကုန်တာပုံမိတိုင်းမိเสียရှိလေဒီနေရာတွေပဲအရင်ဆုံးအပေါ်တိုက်ခံရတယ် တွေ့တယ်မို့လားလို့မိန်ကြားလိုက်ပါတယ်။ရှေ့နားမှာထိုင်နေတဲ့တကားကြီး၄၅ယောက်လောက်ကတော့ဆရာတော်ဘာကိုဆိုလိုတယ်ဆိုတာသဘောပေါက်ကြလို့ကျင်းနေတဲ့အမူအရာနဲ့ခေါင်းကိုမသိမသာနှိမ့်နေကြတယ်။ကျန်လူတွေကတော့တုတ်တုတ်မလုံရဲဘူး။ဟိုအဖွဲကလည်းကြောက်ရသေးတာကိုပြီးမှဆရာတော်ကြီးကသူ့မြေလူမိုက်များပဲလှည့်ပြီးဟောကောင်းနေငါပြောတာနားလဲရလားမင်းတို့တွေဘာမှအမာခံမရှိပဲနဲ့ စွာကျဲကျဲလုံမနေကြနဲ့တနေ့ပို့เสียတိုက်เสียရှိမင်းတို့လိုကောင်းနေအရင်ဆုံးခံရမယ်မှတ်ထားလို့မိန်ကြားလိုက်တော့အားလုံးခေါင်းငိုက်ဆိုင်ချနေတယ်ဘာမှပြန်မပြောကြဘူးဆရာတော်ကြီးမိန်ကြားတဲ့အတိုင်းပါပဲတိတ်မကြလိုက်ပါဘူးဘိုးကြနေတဲ့အဖွဲတွေအချင်းချင်းဆက်ကြေးတောင်းကြတာ သူ့နယ်မြေငါနယ်မြေကျူးကျော်ကြတယ်ဆိုပြီးပဋိပက္ခဖြစ်ကြရာကတညမှာဘယ်အဖွဲကရယ်လို့မသိဘူး အဲ့ဒီလူစားကြယ်များအဖွဲ့ကိုလာခေါ်သွားတာ နောက်ထပ်ပြန်ကိုပေါ်မလာတော့ဘူးတရွာလုံးကတော့ဆရာတော်ကြီးပေးတဲ့ဥပမာထီရောက်မှန်ကန်လုံးလို့ဆိုပြီးခုထိပြောစမှတ်ပြူကြတော့လူကြီးသူမများရဲ့ပြောပြချက်အရာဒီအကြောင်းကိုကြားသိရတဲ့အခါဆရာတော်ကြီးစကားနဲ့ဥပမာကိုမိမိညံမိသမ ्या နဲ့အတွေ့ဆန်းကြည့်မိပါတယ်တတဝရတို့ရဲ့တဏ္ဍမှာ တကယ်အမာခံအနှစ်ဆိုတာတီလသမารိပညာဆိုတဲ့ကုသိုလ်တရားစုတွေပါဒီတရားတွေဟာ အမာတရားတွေသာဖြစ်တယ်အစွာတရားတွေမဟုတ်ပါဘူးကုသလံဘာဝေတ္တပံလို့မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းဒီတရားများဟာအပေါ်တိုက်ခံတရားတွေမဟုတ်ပဲပွားများရမယ့်တရားတွေဖြစ်လို့ပေါက်ထွက်เสียပျောက်ပြဲเสียတရားတွေလည်းမဟုတ်ဘူး ်လောကီအစင်းကနေလောကုတ္တရာအစင်းရောက်အောင်တိုးပွားလာမဲ့တရားတွေဖြစ်တယ်လို့ဒီတရားတွေ တိုးပွားနေသူတို့လည်းပေါက်ထွက်ပျောက်ပြက်စရာအကြောင်းမရှိဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အထိတိုးတက်စရာသာရှိပါတယ်အဝိဇ္ဇာတဏှာစတဲ့အမိုက်တရားစုနောက်ခံအာကိုးနဲ့ဖြစ်ပေါ်နေတယ်မာနတို့ဒေါသတို့စတဲ့အာကုသူတရားစုတွေကတော့အမာတရားစုတွေမဟုတ်ပါဘူး အစောတရားစုတွေပါကုသလံပဟာတပံလို့မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းပယ်ရမယ့်တရားအပယ်ခံရမယ့်တရားတွေသာ ဖြစ်ပါတယ်အမဂန်အနှစ်တရားတွေတိုးပွားလာတာနဲ့အမျှအပေကံတရားတွေဟာလေလုံးပါပါသွားကြရတာဟာဓမ္မနိယာမသဘာဝပါပဲနောက်ဆုံးပန်းဝင်လို့ဆိုရမယ် မဉ္ဉံဖုန်ဉံနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြတဲ့အချိန်မှာတော့ပဟာတ္တဗတရားတွေကွယ်ပြောက်ပြီးဘာဝေတ္တဗတရားများကသာထွန်းတောက်စမြဲဖြစ်လို့သာသနာနဲ့ကြုံပြိုက်ပြီးလူဖြစ်ကြတော့မှပဟာတ္တဗတရားတွေကင်းနိုင်သမျှကင်းပြီးဘာဝေတ္တဗဖြစ်တဲ့ကုသိုလ်အနှစ်များ တိုးပွားနိုင်သမျှတိုးပွားအောင်ကြိုးစားထားနိုင်မှာ အမားကန်အနှစ်ကိုပိုင်ရရှိနိုင်မှာပါကလားလို့တတိထားရင်အတိပွားမိပါတော့တယ်အစွာဖယ်ရှားအမပွားဖျားတပည့်ပြီစေတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းမှာပြန်ဆောင်ကြပါမယ်နော် ကျမမေဦးမိုးပါရှင်